၂ရက်နေမနက်ပိုင်းမှာပဲလူကြီးယောဂါနဲ့ဆေးရုံမှာကွယ်လွန်သွားပြီဖြစ်ပါတယ်။ ဦးလွန်ကျွဲဟာတတမရန်အောင်မြင်ပြီးကတည်းကပကြီးပညာကိုဇောက်ချလောက်ကင်ခဲ့တာဖြစ်ပြီးမြမပကြီးလောကရဲ့အစီစီအကြော်မော်ဦးသိန်းဟန်ရဲ့တပည့်ရင်လည်းဖြစ်ပါတယ်။ဦးလွန်ကျွဲဟာတရုတ်နိုင်ငံနဲ့အရှေ့ဂျာမနီအပါအဝင်ဥရောပနိုင်ငံတချို့မှလည်းပကြီးပညာနဲ့ပတ်သက်ပြီးတွားရောက်လေ့လာခဲ့သူဖြစ်တဲ့အတွက်အရှေ့တိုင်းရောအနောက်တိုင်းပကြီးပညာကိုပါနှံ့ဆက်ခဲ့သူပကြီးပညာရှင်တအုပ်ဖြစ်ပြီးပကြီးပပုအကြောင်းရဲ့အကြောင်းအရာကြီးဖြစ်တော်ဝင်ယူခဲ့သူတအုပ်လည်းဖြစ်ပါတယ်။ သူ့ရဲ့ပကြီလက်ရာတွေကိုအမျိုးသားပြတိုက်အပြင်မလေးရှားစင်ကာပူစားတဲ့အထင်ကရပကြီအမှုပညာပြတိုက်တွေကစုဆောင်းထိမ့်သိမ်းထားသလိုပြည်တွင်းပြည်ပပြဝဲပေါင်းများစွာကျင်းပခဲ့သူလည်းဖြစ်ပါရဲ့ရှင်။ ARA တိုင်းလေးမျက်နှာမြို့နယ်မှာစစ်တပ်ခန့်ကြေးရွာအုပ်ချုပ်ရေးမှုကအစ်ပေးရှောင်းနေစီကနေကြေးရွာအတွင်းနေထိုင်ခိုလုံခွင့်အတွက်လစဉ်ငွေကြေးသိန်းနဲ့ချီပြီးအာဓမတောင်းယူနေတယ်လို့ဒေသခံတွေနဲ့စစ်ပေးရှောင်းအရေးကူညီပေးနေသူတွေစီကသိရပါဗျ။စစ်တပ်ကခန့်ထားတဲ့ခတ်တူကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုမြင့်စိုးဟာလေးမျက်နှာမျိုးတွေထဲမှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်တင်းရှောင်လာတဲ့စစ်ပေးရှောင်တွေကိုသူ့ရဲ့ကြေးရွာအုပ်စုအတွင်းယာယီနေထိုင်ခွင့်အတွက်တအိမ်တောင်စာကိုကျပ်တသိန်းကနေ၃သိန်းထိတောင်းယူနေတယ်လို့သိရပါဗျ။ ငွေမပေးတဲ့သူတွေကိုရွာထဲမှာအနေမခံသလိုလက်ခံထားတဲ့အိမ်ကိုလည်းချိတ်ပိတ်မယ်ဆိုပြီးချင်းချောက်တယ်လို့စပေးရှောင်ကူညီသူတယောက်ကပြောပါတယ်။ဇီတော့ကြေးရွာ၊ဒေါင်းကွေကြေးရွာ၊ငပြောတော့ကြေးရွာစတဲ့ကြေးရွာတွေမှာတိုက်ပွဲရှောင်လာတဲ့ဆစ်ရှောင်တွေစီကနေငွေတွေအထမတောင်းယူနေတာဖြစ်ပြီးငွေမပေးနိုင်တဲ့ဆစ်ရှောင်တွေကိုမောင်းထုတ်နေတယ်လို့သိရပါတယ်။ အဲ့ဒီရောက်ရှိနေတဲ့စပေးရှောင်တွေထဲမှာရခိုင်ပြည်နယ်၊ကွာမြို့နယ်၊အမ်းမြို့နယ်ဘက်ကစစ်ရှောင်တချို့လည်းပါဝင်တယ်လို့သိရပါဗျ။အုတ်ချိန်မှုမြင့်ဆိုးကငွေတောင်းကျန်းနေတာကြောင့်တချို့စစ်ရှောင်တွေဟာတောတောင်တွေထဲမှာပြန်လည်တိမ်းရှောင်ခိုလုံဖို့ပြင်ဆင်နေကြရတယ်လို့သိရပါဗျရှင်။စစ်တပ်ကအတို့ရောင်ငင်းချင်းရေးလုပ်ငန်းစဉ်ကိုအကောင့်ထဲပေါ်ဖို့ကြိုးစားနေတယ်လို့တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေနဲ့နိုင်ငံရေးလှလှသုံးသပ်သူတွေကပြောပါရတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားပါရရှင်။ အနာသိစကောင်းဆောင်ကတနင်္ဂနွေလုံးပြည့်ခဲ့တိုက်ခိုက်မှုရစေးသဘောတူစာချုပ် SCA လက်မှတ်ရေးထိုးခြင်းစနစ်ပြည့်အခမ်းအနားကိုလက်မှတ်ရေးထိုးခဲ့ကြတဲ့တိုင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် အသီးသက်တွေအနေနဲ့လက်မှတ်ထိုးခဲ့ကြတဲ့နိုင်ငံတကာအစိုးရတွေကိုပါဖိတ်ပြီးနေပြည်တော်မှာကျင်းပဖို့စီစဉ်နေတဲ့အပေါ်အခုလိုပြောဆိုကြတာပါစစ်တပ်ကနိုင်ငံတော်အနာကိုတင်းယူလိုက်တာကြောင့်တိုင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ချုပ်ဆိုခဲ့တဲ့တနင်္ဂနွေလုံးပြည့်ခဲ့တိုက်ခိုက်မှုရစေးသဘောတူစာချုပ် SCA ဟာ ပြက်ပြက်သွားခဲ့ပြီးဖြစ်တယ်လို့တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကပြောပါတယ်။အဲ့ဒီစာချုပ်ကိုအာနာဒိန်စစ်တပ်ကသူကိုယ်တိုင်ဖျက်ဆီးလိုက်ပြီးဖြစ်ပေမဲ့ SCA စာချုပ်ကိုအခြေခံပြီးတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တချို့နဲ့ဆက်လက်ဆောင်ရွက်နေတာဟာအတူရောက်ငင်းငယ်လုပ်ငန်းစဉ်ကိုဖော်ဆောင်နေတာလို့ SCA စာချုပ်မှာလက်မှတ်ရေးထိုးခဲ့တဲ့ပူမြူဒါဖက်ဒရယ်ကောင်စီဥက္ကဋ္ဌခွန်မြင့်ထွန်းကပြောပါတယ်။သမရဤဦးဦးမြင့် တရားရုံးမှာထွက်ဆိုချက်တွေကဘာအောင်ပြောတာလဲဆိုရင်စစ်ကောင်စီပြောခဲ့သလိုအာဏာကိုသိမ်းခဲ့တာမအာဏာကိုသိမ်းခဲ့တာဖြစ်ပါအာဏာကိုသိမ်းခဲ့တာဖြစ်တဲ့အတွက်ဒီနေ့ရွေးကောက်ပွဲကိုဟာစစ်ကောင်စီကကျင်းပခွင့်မရှိဘဲနဲ့ကျင်းပတာဖြစ်ပါတယ်။ဒါဒီဒီရွေးကောက်ပွဲကတရားမဝင်ပါဘူး။ဒါကြောင့်အခုကတော့လူမှုကိုလှည့်စားပြီးတော့လုပ်တဲ့ရွေးကောက်ပွဲကတက်လာတဲ့အစိုးရရဲ့လွတ်တော်တွေဆိုတာအထူးရောက်လွတ်တော်နဲ့အတူရအောင်ဆိုရတရားမဝင်တဲ့အစိုးရနဲ့တရားမဝင်တဲ့လွတ်တော်တွေကဖြစ်မှဖြစ်တဲ့အတွက် NCA account ပေါ်ခွင့်ရှိပါ follow လည်းရမှာပေါ့ပေါ့ NCA စာချုပ် account ပေါ်မှုဖြစ်တဲ့တခုလုံးကိုဒါစစ်တပ်ကအာဏာသိမ်းတဲ့နည်းနဲ့ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့် NCA စာချုပ်ကစာချုပ်အဖြစ်တော့ရှိနေတော့လည်းပဲ NCA စာချုပ် account နဲ့ follow မရတော့ပါဘူး။ဒီနေ့ကြာလောက်တာကတော့ NCA စာချုပ်ကိုပြန်လဲ account ထဲပေါ်နိုင်ဖို့မဟုတ်ပဲနဲ့ NCA စာချုပ်ကိုအသုံးချပြီးတော့အတူရောငင်းငင်းလုပ်ငန်းစဉ်တွေကိုလုပ်ဖို့အတွက် ပနာမအစပြူတာလို့ကျွန်တော်အဲ့လိုမြင်ပါတယ်။အစီစာချုပ်ဟာအစိုးရနဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ joint ownership အနေနဲ့လက်မှတ်ရေးထိုးပြီးချုပ်ဆိုထားတဲ့စာချုပ်ဖြစ်တာကြောင့်တစ်ဖက်တည်းကနေဥဆောင်ပြီးဆွေးနွေးပွဲတွေကိုဆောင်ရွက်ပိုင်ခွင့်လည်းမရှိဘူးလို့ဆိုပါတယ်။အနာသိန်းပြီးနောက်ပိုင်းမှာအစီစာချုပ်အပေါ်မှာဒေါ်လာကွဲလွဲမှုတွေရှိခဲ့ပေမဲ့အနာသိန်းစစ်တပ်ကတော့ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီစာချုပ်ကိုအခြေခံပြီးတိုင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးမဲ့သဘောမျိုးရှိတယ်လို့အမည်မဖော်လိုတဲ့နိုင်ငံရေးလှစ်လာတုံးတက်သူတချို့ကတုံးတက်ပါတယ်ဒီလာထဲမှာနေပြည်တော်မှာကျင်းပဖို့ပြင်ဆင်နေတဲ့ SCA စာချုပ်လက်မှတ်ရေးထိုးခြင်းစနစ်ပြည့်နှစ်ပတ်လည်အပွဲဟာ SCA ရဲ့အနှစ်သာရကိုဆက်လက်ဆောင်ရွက်ဖို့အတွက်အခက်အခဲတွေကြာကနေဆောင်ရွက်တဲ့ပွဲဖြစ်တယ်လို့ 7EAU Alliance အဖွဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန်းကပြောပါတယ်ဒီနိုင်ငံရေးအခြေအနေကကျွန်တော်တို့နဲ့ထောင်းဆက်တဲ့ ညဖေဖော်လာတည်ရင်းနေနောက်ပိုင်းအနေစပြီးတော့အကောင့်ချက်ပေါ်မှုတွေရပ်တန့်သွားတယ်ဆိုတာကတော့မှန်ပါတယ်အဲ NCA ကလွတ်တော်မှာတရားဝင် အတူတူတဲ့စာချုပ်တစ်ခုလည်းဖြစ်တယ်အ NCA ပါအချက်လက်တွေရပေါ်လေဘယ်အချိန်နေဘယ်အချိန်ခါမှာ NCA ကပြတ်ပြဲတယ်ဆိုတာတိတိကျကျပြတ်ထန်တာမရှိတဲ့အတွဲကြောင့်မလို့ဒါဟိုစာပေါ်လေလွတ်တော်ရဲ့လုံထုံလုံနေရပေါ်လေအဲဆက်ပြီးတော့ အာတွားကြမယ်လို့ပဲကျွန်တော်ထင်ပါတယ်ဒီအခြေအနေတစ်ခုပေါ်မှာအဲဒီပြက်ချင်းမပြက်ချင်းဆိုတာတော့ကျွန်တော်အနေနဲ့တဆုပ်ပြရတော့ market ဒီမပြောလို့ပါခင်ဗျစစ်တကအနာသိမိတဲ့နောက်ပိုင်းမှာ SC စာချုပ်ရဲ့ဆောင်ရွက်ချက်တွေဟာရက်တန်သွားခဲ့တယ်လို့အဲ့ဒီစာချုပ်ဆက်ရှိခြင်းမရှိခြင်းဆိုတဲ့တိုင်းသာခေါင်းဆောင်တွေကြားမှာအမြင်အမျိုးမျိုးရှိနေပေမဲ့အဲ့ဒီအပေါ်မှာအငင်းမပွားလို့ဘူးလို့လဲဆိုပါတယ် စစ်တက2020ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကိုဆက်လက်အာဏာရယူပိုင်ခွင့်မပေးဘဲ2021ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာနိုင်ငံတော်သမ္မတအပါအဝင်အစိုးရအကြီးအကဲတွေကိုဖမ်းပြီးအာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်းအာဏာသိမ်းစစ်တကဥဆောင်ပြီး NCA စာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့တိုင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့6ဖွဲ့နဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုဆက်လက်ဆွေးနွေးခဲ့ပါတယ်။အပြည့်ရအဖွဲ့တွေဖြစ်တဲ့ကရင်မျိုးသားစီယုံ KMU မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ချင်းမျိုးသားတပ်ဦး CNF နဲ့ပုံမျိုးသားလူမျိုးရေးဖွဲ့ချုပ် PNL အဖွဲ့တွေကတော့စစ်တပ်နဲ့ဆက်လက်မဆွေးနွေးပဲ NCA စာချုပ်ဟာစစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့်ပြက်ပြက်သွားပြီလို့ပြောဆိုထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ ရခိုင်ပြည်နယ်တန်တွဲမြို့ရဲ့ငပလီကမ်းခြေအနီးပင်လယ်ပြင်ကနေရေတပ်သင်းမောတွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့်ကန္နာကဒေသခံတွေပြောင်းရွှေ့နေကြရတယ်လို့ဒေသခံတွေစီကသိရပါဗျ။တန်တွဲမြို့ငပလီကမ်းခြေကနေနိုင်ဝက်ဝင်းကျင်လှိစီးရတဲ့ပလဲကျော်နောက်ဖက်ချမ်းမှာစစ်သင်းမော၃စီးရောက်နေပြီးအဲဒီကနေလက်နက်ကြီးနဲ့လှမ်းပစ်နေတာငါးဖမ်းလေတွေကိုဖမ်းဆီးပြီးအရက်သားတွေကိုတပ်ဖြတ်နေတာတွေလုပ်နေတယ်လို့ဆိုပါဗျ။ ငပလီကန်းချီအနေကပလဲကျွန်းအနောက်မှာရှိတဲ့ရေတက်သင်္ဘော၃စီးနဲ့အနီးအနားကဒေသခံတွေဘက်ကိုမကြာခဏပြစ်နေတာဖြစ်တယ်လို့ငပလီကန်းချီကဒေသခံတယောက်က TV ကိုပြောပါရယ် ပင်လယ်မှာငါးထွက်ဖမ်းတဲ့လေတွေကိုလည်းစစ်ကောင်စီရေတပ်ကစက်တင်ဘာလနောက်ဆုံးပတ်မှာဖမ်းဆီးသွားပြီးပြန်မြောက်လာတာငါးစီးဝဲကျင်ရှိတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းတန်တွဲကွာလန်းဘော်ကဗဒဲကောရွာကိုလေရင်နဲ့ဖုံးကျဲပြီးရေတပ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်ခဲ့တဲ့အတွက်အရခတတော်အေကလည်းကန်းကနေဟာဝင်စာနဲ့ပြန်ပစ်တာတွေရှိတယ်လို့ဆိုပါတယ်ရှင်။ ထိုင်းနိုင်ငံပေပိုရီခရိုင်အတွင်းမှာရှိတဲ့ Qualcomm Electronics စက်ရုံတစ်ခုကမြန်မာ လုံသား1400ကျော်ကိုကျွတ်တဲအကြောင်းကြားတာမရှိဘဲအလုပ်ဖြုတ်လိုက်ပါတယ်။လက်ရှိမှာတော့အလုပ်ရှာဖွေဖို့ကုန်ကြတဲ့အကျိုးဆောင်ခါထက်နည်းတဲ့ရောကြီးပေးမယ်လို့အလုပ်ရှင်ဘက်ကပြောပေမဲ့အလုပ်ဖြုတ်ခံလိုက်ရတဲ့စက်ရုံလုပ်သမားတွေကတော့အလုပ်ပြန်ရရှိဖို့ကိုပဲမျှော်လင့်နေကြပါတယ်။ကိခိုင်သတင်းပေးပို့ထားပါတယ်ရှင်။အဲ့မှာဗျာကျွန်တော်တို့ကနေပြတာဒီမှာအမိုးအမလဲပေးမထိုင်တော့ဘူးအမိုးလည်းပေးမလဲတော့ဒီမှာဖြတ်ထုတ်နေတာ 2025ခုနှစ်စတေမာလာ30ရက်နေ့ကထိုင်းနိုင်ငံဖီဗူရီခရိုင်အတွင်းရှိခင်ကွန်းအီလက်ထရောနစ်ဆက်ယုံတစ်ခုကမြန်မာလုံသား1450ယောက်ကိုအလုံရှင်တွေကအလုံမရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်ပေးပြီးအလုံဖြုတ်လိုက်တယ်လို့အလုံသမားတွေနဲ့အလုံသမားအရေးတက်ကြွလှူရှားနေသူတွေကပြောပါတယ် တင်မာလ30ရက်နဲ့မနက်ပိုင်းမှာစဲယုံကိုအလုတ်လုတ်ကင်ဖို့လာစင်မှာပဲတာဝန်ရှိသူတွေကအပြင်ကိုတန်းစီခေါ်ထုတ်တော့ကစာရွက်မှာလက်မှတ်အတင်းထိုးခိုက်ပြီးတော့ရုတ်တရက်အလုတ်ထုတ်လိုက်တာပါလို့အလုတ်သမားတွေစီကသိရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဘန်ကောက်မြန်မာအလုတ်သမားတဲ့အရာရှိယုံကခေခွန်အလက်ထရောနစ်စဲယုံကမြန်မာရွှေ့ပြောင်းလှုပ်သား1450အလုတ်ဖြုတ်ခရယာမှုနဲ့ပတ်သက်ပြီးတော့ရောက်ညီနိုင်ဆွေးနွေးပေးခဲ့ပါတယ်ဆွေးနွေးမှုအပြီးလက်ရှိမှာ အဲ့ဒီစက်ယုံကအလုံသမားတွေကိုစက်ယုံအလုံရှင်တွေဘက်ကတော့နင်နာချင်းအဖြစ်ဘက်15000ကျော်ပေးရတော့မှာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ဒီပမာဏဟာအဲ့ဒီစက်ယုံမှာအလုံလုံးဖို့အတွက်အလုံသမားတွေဘက်ကပေးရတဲ့စမက်ကြီးခေါ်အလုံရှာပေးတဲ့အကျိုးဆောင်ခါထက်ပိုနေပါတယ်။အလုံထုတ်ခရရတဲ့မြန်မာလုံသားတွေအနေနဲ့လည်းအဲ့ဒီနင်နာချင်းတွေထက်အလုံလုံးခွင့်ပဲရချင်တာပါလို့ပြောဆိုတာတွေလည်းရှိနေပါတယ်။ ဒီတခြားလူကိုဆက်လုပ်ပြီးတော့ဗျအမရဲ့ဒီလူကကောင်းတယ်ဆိုပြီးကျွန်တော်လာခဲ့တာပေါ့ဒီလူကိုယူမြောင်မှန်းကြီးလာခဲ့တဲ့အတွက်ကျွန်တော်တို့ကအခုမျိုးဖြစ်သွားတဲ့အတွက်ကြာတော့မိသားစုတွေကတ်ခဲတယ်အများကြီးတော့ရှိတာပေါ့မရဲ့ကျွန်တော်တို့ကယင်ဖန်မှန်းရတွေအများကြီးရှိတာပေါ့ဒါပေမဲ့ဒီလိုမျိုးဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့ဘာမှကြုံမှုမရဘူးဖြစ်နေတယ်ဖြစ်ချင်တာကဗျာကျွန်တော်အလုံးသမားအဖွင့်ယူမယ်လို့ရှင်းတာအလုံးသမားတို့တယောက်ကိုထုတ်တော့မယ်ဆိုတော့တို့အလုံးသမားအဖွင့်ရင်းနဲ့တို့ကြိုတင်အကြောင်းကြားချင်းရှိရမယ်မရဲ့ကျွန်တော်ဘာမှအသိမပေးဘူးဗျာမနေရအစီကိုကျွန်တော်တို့ ထွက်ညင်းနေပင်းနေတော့ဒီနေ့ခေါ်ဒီနေ့ချင်းချင်းတန်းထုတ်တယ်ဆိုတဲ့အတွက်အဆင်မပြေဘူးဒီနေ့တိုင်းချင်းတက်တောင်းမိမယ်လူချင်းတဲ့သူပြန်ကြမယ်မလူချင်းမပြန်ကြနိုင်ဆိုကျွန်တော်တို့ပြောတယ်ဒီလိုပြောပြီးတော့ကျွန်တော်တို့ကားပေါ်ဆွဲတယ်အတင်းဆွဲတယ်ပြန်ဆွဲတယ်ကျွန်တော်တို့ဒီနေ့တိုင်းချင်းလူချင်းတာဟုတ်ပြကျွန်တော်တို့အလုပ်ကိုလူချင်းတာ ထိုင်နိုင်ငံရဲ့အလို့သမားဥပဒေအရလေလာမပြည့်ခင်မှာအလို့ပြုတ်ခံရရင်ရော်ကြေးပေးစရာမလိုတဲ့အတွက်အဲ့ဒီဆက်ယုံကမြမအလို့သမားတွေကိုအလို့လုတ်တဲ့ကာလလေလာမပြည့်ခင်မှာပဲကျွန်းတင်အကြောင်းမကြဘဲအလို့ထုတ်လိုက်တာဖြစ်တယ်လို့အလို့သမားအရေးကုညင်ဆောင်ရွက်နေသူတွေက ပြောပါတယ်လက်ရှိမြမအလို့သမားတွေအလို့ထုတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးမြမအလို့သမားအရေးကုညင်ဆောင်ရွက်ပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ကိုလည်းစယုံသေးဝင်ခွင့်မပေးဘဲဖြည့်ရှင်းခွင့်ပိတ်ပင်ထားရလို့ထိုင်းရောက်မြန်မာလို့သာအရေးဆောင်ရွက်နေတဲ့ MHAC မဟာမိတ်အဖွဲ့ခေါင်းဆောင် ိုရင်းမင်းကပြောပါတယ်။ကွဲမင်းတို့ဖွဲ့သွားတယ်ဆက်ယုံလေးတော့ဝင်လို့မရဘူးဒီဆက်ယုံလေးကကွဲမင်းတို့နဲ့လည်းရင်တော့ထိတ်တိုက်တွေးခဲ့ဘူးတယ်။အဲ့တော့ဒီဆက်ယုံလေးကကွဲမင်းတို့လုံသွားဖြစ်ရှင်းတဲ့လူတွေလည်းဆက်ယုံလေးထဲမှာဝင်ပြီးတော့အုံတန်းတန်းနဲ့ဝင်ဖြစ်ရှင်းလို့မရဘူး။အဲ့ကွဲမင်းတို့အပြင်မှာပဲရှိတယ်အပြင်မှာပဲလုံသွားရင်တွဲဆောင်ဆွေးနွေးပြီးတော့တနေ့လုံလုံလို့ရတဲ့ပိုင်းတွေဆက်လောက်ရမှာပေါ့ကွာ။ဥပဒေအရသူတို့ကဥပဒေကိုလက်တော်ရုံးရလောက်တာလေ။ဒါပေမဲ့ကွဲမင်းတို့ကလုံသွားခွင့်ရေးရဆက်တိုက်ရမှာ။ သူကအမှုကမပြီးသေးရတော့ပြောဖို့ကခက်တယ်နော်အဲ့ဒီမြန်မာအလုပ်သမားတွေဟာဆယ်ယုံမှာအလုပ်ရရှိဖို့အတွက်၃လလောက်စောက်ဆိုင်နေရပြီတယောက်ကိုအလုပ်ရှာပေးတဲ့အကျိုးဆောင် ကစမက်ကြီး၁900ဘတ်ပေးသွင်းရတယ်လို့ဆိုပါတယ်ဒါအပြင်သူတို့ဟာပြီးခဲ့တဲ့ဇူလိုင်လကစပြီးဆယ်ယုံဘက်ကတယုံဝင်အလုပ်ခေါ်ချိန်မှာတယုံဝင်စာရွက်စာတဲ့အထောက်အထားအပြည့်စုံနဲ့အလုပ်ဝင်ခွင့်ရရှိထားသူတွေဖြစ်တယ်လို့သိရပါတယ် တစ်ဖက်မှာလည်းအဲ့ဒီစက်ရုံကလက်ရှိအလုပ်လုပ်နေကြတဲ့အလုပ်သမားတွေကိုအလုပ်ဖြုတ်လိုက်ပေးမယ်။လာမယ့်နိုဝင်ဘာလအတွက်မြန်မာအလုပ်သမားအသစ်ထပ်ခေါ်ဖို့ရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်အလုပ်သမားဟောင်းတွေကိုဖြုတ်ပြီးအလုပ်သမားအသစ်တွေစီကစမန်ခါတွေရရှိဖို့အခုလိုလုပ်တာပါဆိုတဲ့ပြောဆိုမှုတွေလည်းရှိနေပါတယ်။အခုအငင်းပေါ်မှုဖြစ်နေတဲ့ခေခွန်အလက်ထရောနစ်ဆက်ရုံမှာဆက်ရုံအလုပ်သမား19256ယောက်ရှိပြီးတော့လက်ရှိမှာ19806ယောက်သာကျန်ရှိတော့တာဖြစ်ပါတယ်။ကျမကေခိုင်ပါ။ ။ဟာမိုးတွေဖြောက်ပြီးသူတို့ဒီတိုက်ရှာလာတယ်။ဘာမှဘာဆိုဘာမှမပြေပါတော့ကျွန်တော်တို့ကတော့လောက်ရှမ်းတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကတန်းတက် TNL ထင်းချုံရနမ်မတူနဲ့မန်တုံမြို့တွေကိုအော်တိုဘားလ၂ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်ကပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ဒေဆုံးတာတွေရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။နမ်မတူမြို့ရှိရွက်ကဖုန်ကြီးချောင်းကိုအော်တိုဘားလ၂ရက်နေ့မနက်9နာရီလောက်မှာ Jet Fighter နဲ့ပုံကျဲသွားပြီးမန်တုံမြို့ကစစ်ကောင်စီတပ်စခန်းဟောင်းအတွင်းကိုလည်းပုံကျဲချသွားတယ်လို့သိရပါဗျ။ နံပါတ်2မြို့ရှိရွက်ကိုလေရင်နဲ့ဖုံးကျဲခဲ့တဲ့အတွက်ဒေသခံ3ယောက်တိစုံခဲ့ပြီးကလေးငယ်အပါအဝင်6ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံကပြောပါရယ်။မန်တုံမြို့ဖုံးကျဲမှုမှာတော့လူတွေထိခိုက်တာမရှိဘူးလို့သိရပါရယ်။နံပါတ်2နဲ့မန်တုံမြို့မှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့အော်တိုဘားလာ2ရက်နေ့မနက်ပိုင်း9:23မိနစ်မှာဖုံးတွေလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးဖုံးကျဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဖြစ်စဉ်အသေးစိတ်ကိုဆက်လက်ဖော်ပြသွားမယ်လို့ PSLF TNL တတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါရယ်ရှင်။ နိုင်ငံရေးအရှုပ်ထွေးတွေကိုဖြည့်ရှင်းဖို့နဲ့တိုင်းပြည်ပြန်လည်တည်ဆောက်ဖို့စီမံချက်တွေတန်းခိုင်ရေးပါတီ USDP မှာရှိနေတယ်လို့ပါတီရဲ့ဥက္ကဋ္ဌဦးခင်ရဲ့မဲဆွယ်စီရင်ပြောဆိုချက်အပေါ် NUG နဲ့တိုင်းသားပါတီတွေကဝေဖန်နေကြပါတယ်ဒီသတင်းကိုဝေဝေပေးပို့ထားပါတယ်ရှင်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်ရွက်ောက်ပွဲကြီးဟာအဲ့ဒီခြေနေတွေအားလုံးကိုအဆုံးသတ်ပေးနိုင်တဲ့လို့ရတယ်ကျွန်တော်အခိုင်အမာယူဆပါတယ်တိုင်းပြည်တည်ငြိမ်ဖို့တရားဝါပြောဖို့ လူသားအလုံးနဲ့လူငယ်လူငယ်တွေရဲ့အနာဂတ်တွေလှပစေဖို့ပြန်လည်တိဆောက်ပေးဖို့ဒါတွေပဲဖြစ်ပါတယ်အရှုပ်ထွေးတွေအချိုးကွေတွေနေရာမှာကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့ဘဝအတွေ့အကြုံထမ်းဆောင်ခဲ့တဲ့တောင်ဝတရားတွေရဲ့အတွေ့အကြုံစစ်စစ်မပြတ်လေ့လာနေတဲ့ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးချက်တွေအရာဒီပြဿနာတွေကိုကျွန်တော်တို့ကောင်းစွာကင်တွဲဖြေရှင်းပြနိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေကျွန်တော်တို့မှာရှိပါတယ်နိုင်ငံမှာလက်ရှိကြုံတွေ့နေရတဲ့နိုင်ငံရေးရှုပ်ထွေးတွေကိုဖြေရှင်းဖို့ တိုင်းပြည်ပြန်လည်တည်ဆောက်ဖို့စီမံချက်တွေကြံ့ခိုင်ရေးပါတီ USGB မှာရှိနေတယ်လို့ပါတီဥက္ကဋ္ဌဦးခင်ကြီးကပါတီရဲ့တရားဝင်စာမျက်နှာကနေတဆင့်ပြောကြားလာခဲ့တာဖြစ်ပါတယ်။ကြံ့ခိုင်ရေးပါတီလို့အများကသိတဲ့ပြောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက2010ခုနှစ်မှာပေါ်ပေါက်လာခဲ့ပြီးစစ်တပ်ကအငြင်းစားအရာရှိတွေအများပြားဥဆောင်မှုနဲ့ဖွဲ့စည်းခဲ့တဲ့နိုင်ငံရေးပါတီတစ်ခုလည်းဖြစ်ပါတယ်။အခုလို့စစ်တပ်အငြင်းစားတွေဥဆောင်မှုနဲ့ စစ်တပ်ကပအဝင်ပတ်သက်နေတဲ့ကြံခိုင်ရေးပါတီဥက္ကဋ္ဌပြောဆိုချက်ကဘာမှထူးခြားပြောင်းလဲဖြစ်လာမှာမဟုတ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကဝေဖန်ပါတယ်။မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေကဘာကြောင့်ဖြစ်ခဲ့လဲဆိုတာကရှင်းနေရပါလိမ့်နော်။ဒီကျန်းဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့အပေါင်းပါတယ်။အပြည်သူအာဏာကိုမတရားလုယူခဲ့လို့ဒါအခုလိုအခြေအနေမျိုးတွေရောက်နေတာပေါ့။အဲ့တော့ဒီအခြေအနေတွေကိုအဆုံးသတ်ဖို့ဆိုတာကမင်းအွန်လိုင်းနဲ့အပေါင်းပါအချို့ကိုဒါဖမ်းဆီးပြီးတော့ဒါ ြည်သူလူထုလက်ထဲကိုပြည်သူအာဏာပြန်အပ်လိုက်တယ်ဆိုရင်တော့ဒီအချိန်လေးအားလုံးကတော့ပြီးသွားမှာပေါ့နော်အဲ့တော့ဒီလိုအစီအမံမျိုးလောက်ရဲလားပေါ့အဲ့တော့ဒီလိုအစီအမံမျိုးမဟုတ်ဘူးဆိုရင်တော့ဘာမှဟိုဖြစ်လာမှာမဟုတ်ပါဘူးဗျလာမယ့်ရွေးကောက်ပွဲကသာဖြစ်ဖြစ်ပြီးတိုင်းပြည်တည်ငြိမ်ဖို့တရားဝါပြောဖို့နဲ့လူငယ်တွေရဲ့အနာဂတ်လှပဖို့ USDP ကကျွမ်းကျင်သူတွေနဲ့အတူခိုင်မာတဲ့စီမံချက်တွေရှိတယ်လို့ပြောဆိုခဲ့တာပါစစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲကို စစ်တပ်နဲ့အာဏာရှင်အပေါင်းဖော်တွေကပဲဝင်ရောက်ရှင်ပြိုင်မှာဖြစ်တဲ့အတွက်မယုံကြည်ရကြောင်းကိုရခိုင်ဒီမိုကရေစီဖွဲ့ချုပ် ALD ပါတီကလည်းဝေဖန်ပါတယ်ကျန်ခံရေးပါတီဆိုတာဟာစစ်တပ်ကယူနီဖောင်းကိုလှည့်ထားတဲ့နိုင်ငံရေးပါတီသားဖြစ်ပါတယ်။မြန်မာနိုင်ငံမှာနေပေါင်းများစွာဒီစစ်အာဏာရှင်စနစ်ကြောင့်နိုင်ငံဟာချွတ်ချုံကျသွားပါတယ်။နိုင်ငံရဲ့တကယ့်ပြဿနာဟာ ဒီစစ်အာဏာရှင်တွေဟာသူတို့ရဲ့နိုင်ငံရေးအာဏာကိုမလွှတ်ရှင်လို့နိုင်ငံရေးထဲမှာသူတို့တွေပါနေလို့ကျွန်တော်တို့နိုင်ငံဟာ အခုလိုချွတ်ချုံကျနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်အခုကြမ်းခံရေးပါတီကတမ်းပီပြန်လဲတိဆောက်ဖို့အတွက်သူတို့မှာ ပုံဖော်ဖို့အတွက်နိုင်ငံရေးညီမချက်တွေရှိတယ်စီမံချက်တွေရှိတယ်ဆိုရဲဟာကျွန်တော်အနေနဲ့ပြောရှင်ရိုင်းသွားရင်လည်းခွင့်လပ်ပါ နော်ဖာကောင်းကလှုပ်တဲ့ပီတာဆန်ပတ်ကြောက်ရေးပဲဖြစ်ပါလိမ့်မယ်နိုင်ငံရေးသမားတွေပြင် လူလူကလည်းဥခင်ကြီးရဲ့မဲဆွယ်စီယုံနေတဲ့မူရင်းပိုးဆောင်မှာမယုံကြည်နိုင်ကြောင်းပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်လက်ရှိစစ်တပ်ကောင်းဆောင်မင်းအောင်လာရဲ့ညွှန်ကြားချက်နဲ့စစ်တပ်အရာရှိတွေကိုရှာတူးတိုးပေးကအငိမ့်စားနဲ့ရက်ဖတ်ပို့ပြီးဒီခိုင်ပြိုးပါတီကလည်းရွေးကောက်ခံကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်စီတာမျိုးတွေလည်းရှိနေတာပါ စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ရဲ့စက်တဘာလ29ရက်နေ့ထုတ်ပြန်ချက်အရပါတီအလိုက်လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်တင်သွင်းမှုမှာကြက်ခိုင်ရေးပါတီက1048ရောက်တိုင်းသာစီလုံးညညွေရေးပါတီတာစာညာက904ရောက်ပြည်သူ့ရှေးဆောင်ပါတီက686ရောက်တို့အပါအဝင်ပါတီ6ခုတို့ကပါတီဝင်နေနေပြည်내နဲ့တိုင်းဒေသတတိပုဂ္ဂလစုစုပေါင်း923ရောက်ရှိတယ်လို့သိရပါတယ် ကျမဝေးပါပတိန်မအူပင်ညောင်တုံးနဲ့ပန်းတနော်မျိုးနယ်တွေကရက်ွက်အုပ်ချုပ်ရေးမှုယုံတွေမှာစစ်တပ်ကလုံမဲ့ရွှေကောက်ပွဲမှာမဲပေးဖို့မဲစင်းတွေကတ်ထားပေမဲ့လာကြီးရည်သူမရှိသလောက်ဖြစ်နေပြီးစိတ်ဝင်စားသူနေပါနေရလို့မြို့ကန်တွေစီကသိရပါဗျာ အော်တိုဘားလတရက်နေ့မနက်ပိုင်းကစတင်ပြီးအုပ်ချုပ်ရေးမှုရုံးတွေမှာမင်းစင်းကတ်ထားတာဖြစ်ပြီးအုပ်ချုပ်ရေးမှုတွေကလာကြည့်တဲ့သူတွေမရှိတဲ့အတွက်အုပ်ချုပ်ရေးအဖွဲ့တွေကိုစည်ရင်ကြည့်ခိုင်းထားပြီးမှတ်တမ်းယူနေတယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲပြုလုပ်ဖို့အုပ်ချုပ်ရေးမှုရုံးတွေမှာမင်းစင်းလာရောက်ဆစ်ဆေးကြဖို့ကားစိုက်ကားတွေနဲ့လိုက်အော်နေပေမဲ့အစိုက်ဝင်တစားသွားကြည့်တဲ့သူမရှိဘူးလို့တိမ်မြုပ်ကန်ကပြောပါတယ်။ မဟုတ်ပြမျိုးကန်တယောက်ကတော့ပသိမ်မှလို့မဲစီရင်ကြည်ဖို့လိုက်မစော့ဩပေမဲ့အောက်ချိန်မူယုံရဲ့လူမှုကွန်ရက်မှာတော့ညညာတာရှိတယ်လို့ပြောပေမဲ့လူမှုပြည်သူလူထုဘက်ကစိတ်ဝင်စားမှုမရှိဘူးလို့ဆိုပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်မဲစီရင်တွေကိုစက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ23ရက်နေ့အထိ24ရက်ကြာရက်ကွက်ကြေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေနဲ့ကြေးရွာတွေမှာပထမအကြိမ်အဖြစ်ကတ်ထားမယ်လို့ညညာထားပါတယ်ရှင် ARA တိုင်းမှာပြီးခဲ့တဲ့စက်တင်ဘာလတစ်လအတွင်းညအချိန်တွေမှာအစီရင်အကြောင်းပြပြီးအရသားအယောက်90ကျော်ကိုဖမ်းဆီးခဲ့တယ်လို့စစ်တပ်နဲ့နှိဇက်သူတွေစီကသိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလတရက်နေ့ကနေ30ရက်နေ့အထိတစ်လအတွင်း ARA တိုင်းထဲမှာစစ်တပ်ရဲတွေနဲ့အုပ်ချုပ်ရေးမှုတွေကညဘက်အချိန်တွေမှာအစီရင်ကိုအကြောင်းပြဆစ်ဆေးပြီးဒေသခံအရသားအယောက်90ကျော်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ အောက်ချွေမှုတွေရဲ့တရင်ပေးချက်အရဖမ်းနာရှိတယ်လို့ရှောက်တခင်စစ်ဆေးပြီးဖမ်းခဲ့တာတွေလည်းရှိတယ်လို့စစ်ကောင်စီတိုင်းရဲတပ်ဖွဲ့နဲ့နှိစက်သူကပြောပါရယ်။အစင်းအကြောင်းပြကဖမ်းခံရသူတွေဟာပသိမ်၊ဖြာပုံ၊ဟင်းတရ၊ရည်ကြီး၊လေးမျက်နှာ၊ကြုံပြော်နဲ့မအုပ်ပင်မျိုးနွယ်တွေကအများဆုံးဖမ်းခံခဲ့ရတယ်လို့စစ်တပ်ရဲ့ရဲတပ်ဖွဲ့နဲ့နှိစက်သူတွေကဆိုပါရယ်။တလအတွင်းအစင်းအကြောင်းပြဖမ်းခံရတဲ့အရသားတွေကိုသက်ဆိုင်ရာနေမြေတပ်စခန်းနဲ့ရဲစခန်းတွေမှာဖမ်းဆီးထားပြီးတိုက်ပွဲရှောင်ရင်မိသားစုနဲ့အသီးမိတ်ဆွေတွေစီခေ တာလာရောက်ခုလုံနေတဲ့အရက်သားတွေအများဆုံးဖမ်းခံထားရတယ်လို့သိရပါတယ်ရှင်။မြောက်ရီမြို့တောင်ပတ်လေကိတ်ကော်မြို့တဲ့အနီးမှာစစ်တပ်စစ်ကြောင်းတွေနဲ့ KNL ပူးပေါင်းတပ်တို့တိုက်ပွဲတွေဖြစ်ပွားနေပြီးနှစ်ဖက်ထိခိုက်ကြဆုံးတာတွေရှိနေတယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။အောင်ခန့်သတင်းပေးပို့ထားပါတယ်ရှင်။ AMB နဲ့မြောက်ရွတ်တောင်ဘက်ဝလီလမ်းမိုင်းမှာဆုံးကျုံထားတဲ့ဒက်စကန်တွေကိုပြန်လည်ရယူဖို့ဒရုန်းရက်နဲ့ကြီးပစ်ကူရယူပြီးစစ်ကောင်မရှင်ကစစ်ကြောင်းကားကြောင်းနဲ့ဒုပေါက်ဝင်ရောက်လာတာကြောင့်ပြန်လည်လေးပူပေါင်းတပ်တွေနဲ့လေကိကောင်မြို့တည်ကြီးမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။စတီမာနာ29ရင်းကြီးကလေကိကောင်မြို့တည်ကြီးကရေကန်ကုန်းကလေးဘက်ကနေထူခေါဝင်ရောက်လာတဲ့စစ်ကောင်မြို့ရှင်စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားပြီးတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကြဆုံးတာတွေရှိပြီး စစ်တပ်ဘက်ကထိခိုက်ကြဆုံးသူပိုများတယ်လို့စီရေးသတင်းမြစ်ကပြောပါတယ်အဲ့တိုင်းမှာပဲသူတို့ကျွန်တော်တို့ဒီ၄ကိကောသူတို့တက်လုံးကြမရသေးဘူးကိုကျွန်တော်တို့ဘက်ကလည်းဒီရက်ပိုင်းမှာ ကြာစုထိခိုက်ကြာစုမှုတွေရှိတယ်။ရန်သူဘက်ကတော့များတယ်။ရန်သူဘက်ကများတယ်။ဒါပေမဲ့ကျွန်တော်တို့ဘက်ကလည်းဟိုထိခိုက်ကြာစုတော့ရှိနေတာပေါ့ဗျာ။ဒီသူတို့ကတော့လူလဲပြီးစားနေတာပေါ့။ကြာတာနေတိုင်းသူတို့ကြောက်ကကြာတာနေမှမနေတာ။ဒါပေမဲ့သူတို့ကဖြည့်စရာလူရှိနေတယ်လို့ဖြစ်နေတာပေါ့။ဟိုလူလူသားတို့လိုလူသားတို့နိုင်နေတာပေါ့ဗျာစစ်ကြောင်းကတော့ဟို၄၅ကြောင်းလောက်တိကိုဖျက်ပြီးတော့လာတာပေါ့အဲသူတို့ကလေးတိတော့အတွင်းသားတိချင်းကက်လာတယ်ဒီဇိုင်းနေတော့ဒီ120နဲ့တော့ရှော့ပြင်နေတာပေါ့ လီလီမဲကနေပါလေလီနေတော့ပဲမဲ့အဲ့လိုညမဲကတစ်လုံးနှလုံးလောက်ပဲကျဲကာမီကာစီကတော့တစ်နည်းလုံးနှလုံးလောက်ချတယ်စတီမာနဲ့29ရက်နေ့မနေ့ပိုင်းကနော်မြူတောင်ပဲဝလီလမ်းမင်းကမင်းလက်မကြီးရစတဲ့ညောင်းကိုစစ်ကော်မရှင်တပ်ကဒုံးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒုံးဘုံကျတိုက်ခိုက်မှုတွင်စက်တင်ကျော်ပိတ်ထားတာကြောင့်ထိခိုက်သူမရှိခဲ့ပေမဲ့စက်တင်ဆောင်ဆောင်ထိခိုက်ပျက်စီးခဲ့ပါတယ်။ကျင်းနေက မင်းဘောစံကနမှာဆွနေကြတယ်စီတမြတုံးကမင်းတို့လေးမလာလာနော်လို့ကျွန်တော်ဆစ်စင်အောင်စီဘောယူပါလေမကြရတယ်။အော်မိုင်းနိုင်စမ်းနိုင်မစရာ။ဒီတို့ကတော့ဟိုရေဘော်တွေပေါ့ဆိုတော့ယူတာဒါဆိုတာအဲ့ဒါမင်းကြားတာတော့လက်စိတ်မကြောက်လို့ပဲစရာ။တို့ကမထင်မင်းတို့ဖြစ်ခဲ့တယ်လေ။ လက်ရှိမှာလည်းမြောင်မြေတောင်ဘက်ကိုစစ်တပ်ကစစ်ကြောင်းတို့ဝင်ရောက်လာတာနဲ့နဲ့ကြီးရန်သားပြစ်ခတ်တာအပြင်လေကြောင်းရင်ကိုဆွေးရင်ပြီးလေကေကောမင်းလက်ပန်ဘလူးရသေးကိုခီးမဲ့ဝါခီးစတဲ့ကြီးရကထောင်နဲ့ချီတဲ့ဒေသခံပြည်သူတွေဟာကောင်းအင်းမြေတစ်ဖက်ကန်ထိုင်းနိုင်ငံမဲ့နဲ့ဤဆရာတွေမှာထွပြေတင်းရှောင်ရပါတယ်ကျွန်တော်အောင်ခံပါ အခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးဦးမှာပါကာဇာကမ်းမြောင်ကိုအကူအညီတွေတည်ဆောင်လာတဲ့ရေရင်အုပ်စုကိုအစ္စရေးရေတပ်သင်းမော့တွေကဟန်တားလိုက်ပြီးလိုက်ပါလာတဲ့တက်ကြွလှုပ်ရှားသူတွေကိုထိန်းသိမ်းလိုက်ပါတယ်။ အော်တိုဘားလာ၁ရက်နေ့နှောင်းပိုင်းဂါဇာကမ်းခြေနဲ့ရေမိုင်80အကွာလောက်အရောက်မှာဝင်ရောက်စီးနှင်းခံရတာဖြစ်ပြီးအစ္စရေးစိတ်ကမ်းတစ်ခုကိုခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။လေအစင်း90နီးပါးနဲ့လူအယောက်900လောက်ပါဝင်တဲ့ Global Settlement Flotilla ရေရင်အုပ်စုဟာဂါဇာရဲ့ရေချောင်းထွက်ပေါက်ပိတ်ဆို့ခံထားရတာအကူအညီတွေဝင်ရောက်ခွင့်ကန့်သက်ခံထားရတာတွေကိုမီးမောင်းထိုးပြပြီးလူသားချင်းစာနာမှုအကူအညီတွေကိုသင်္ကေတသဘောပမာဏလောက်သာယူဆောင်လာတာဖြစ်ပါတယ်။ဒီဖွဲ့မှာဆွေတင်သဘောပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူ Greta ာတန်ဘတ်နယ်ဆန်မန်ဒလာရဲ့မြေမန်ဒလာမန်ဒလာနဲ့ဥရောပလွှတ်တော်အမတ်တချို့လည်းပါဝင်ပါတယ်။အစ္စရေးဘက်ကတော့ဒီလှုပ်ရှားမှုဟာလူသားချင်းစာနာမှုအတွက်မဟုတ်ပဲရန်စတဲ့လုပ်ရက်သားဖြစ်တယ်လို့ပြောဆိုထားပါတယ်။ရင်းရင်အုပ်စုဘက်ကတော့သူတို့ရဲ့တင်မောတွေကိုနိုင်ငံတကာရေးပိုင်နဲ့ထဲမှာတရားမဝင်စီးနှင်းခဲ့တာဖြစ်ပြီးဒါဟာဆရာဆွေးမှုဖြစ်တယ်လို့ပြစ်တင်ပြောဆိုနေပါတယ်ရှင်။ ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မတ်စ်ဟာကမ္ဘာသမိုင်းမှာအမေရိကန်ဒေါ်လာဘီလီယံ900နဲ့အထက်ကျွေးဝတဲ့ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာပြီလို့ Fox Magazine ကဖော်ပြပါဗျ။အော်တိုဘာလာတရက်နေ့မှာသူ့ရဲ့စုစုပေါင်းကျွေးဝမှုဟာဒေါ်လာ900.1ဘီလီယံအထိရှိလာခဲ့တာပါ။ ဒီလိုကြွယ်ဝမှုတိုးလာတာဟာ DARPA ကုမ္ပဏီ share တွေပြန်တက်လာတာနဲ့သူရဲ့တခြားနည်းပညာလုပ်ငန်းတွေဖြစ်တဲ့ SpaceX နဲ့ XAI တို့ရဲ့တက်မိုးတွေမြင့်တက်လာတာကြောင့်ဖြစ်ပါတယ်။ Max ဟာနိုင်ငံရေးမှာဝင်ဆွဲဖက်နေရတာကနေ တက်ဆာကလုပ်ငန်းတွေကိုပြန်အာရုံစိုက်လာတဲ့အတွက်ရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှုကိုပြန်ရလာပြီးရှယ်ယာတန်ဖိုးတွေတက်လာခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့လကပဲ Tesla ဘုတ်ဖွဲ့ဟာ Musk အတွက်ဒေါ်လာ1 trillion တန်ကြီးရှိတဲ့စုကြည့်အစီအစဉ်တစ်ခုကိုအဆိုပြုခဲ့ပါတယ်။ဒါပြင်သူ့ရဲ့ AI လုပ်ငန်းသစ်ဖြစ်တဲ့ XAI ဟာဇူလိုင်လမှာဒေါ်လာ85ဘီလီယံတန်ကြီးရှိခဲ့ပြီးအာကာသဒုံးပျံကုမ္ပဏီ SpaceX ကတော့ဒေါ်လာဘီလီယံ400လောက်တန်ဖိုးရှိလာခဲ့ပါတယ်။ ။ Elements ပြီးရင်ဒုတိယအချမ်းသာဆုံးကတော့ Oracle ကိုတီထောင်သူ Larry Ellison ဖြစ်ပြီးဒေါ်လာ350.8ဘီလီယံကျော်ဝရတယ်လို့ October 1ရက်နေ့အထူးအတွက်ချက်မှုတွေမှာဖော်ပြထားပါတယ်ရှင်။ဆက်လက်ပြီးအားကစားသတင်းကိုတင်ဆက်ပေးအောင်ပါတိုက်စစ်မိုရက်ဖိုရဲ့ခြေစွမ်းတိုးတက်လာမှုအပေါ်အားရကျေနပ်မှုရှိကြောင်းဘာစီလိုနာ အသင်းအားကစားဒရိုက်တာဒက်ကိုကပြောသွားပါတယ် အင်္ဂလန်တိုင်းစစ်ကစားသမားဟာနယူကာဆယ်နဲ့ချန်ပီယံလိပွဲစဉ်မှာအနိုင်ကိုနှစ်ဂိုးစလုံးသင်းယူခဲ့သူဖြစ်ပြီးလာလီဂါမှာလည်းဂိုးဖန်နေမှု၃ချိန်ရရှိအောင်ဆန်းဆောင်ထားသူပါရက်ဖို့ကိုအပိသက်ခွဲယူခြင်းနဲ့ဆိုရင်ခွဲယူခွင့်ရှိပြီးလာမယ့်ရာသီအတွက်ဂျူတင်ပြောဆိုတာမျိုးကအချိန်ဆောနေသေးကြောင်းလက်ရှိချိန်မှာရက်ဖို့ရဲ့ဆန်းဆောင်ရေးအပေါ်အားရကျေနပ်မှုရှိကြောင်းအားကစားဒါရိုက်တာဒေဂိုကပြောပါတယ် ရက်ရှ်ဖို့ကထိတ်တန့်အဆင့်ကစားသမားဖြစ်ပြီးမန်ချက်စတာယူနိုက်တက်မှလည်းအကောင်းဆုံးဘောလုံးရသည်တွေကိုဖျက်ဆီးခဲ့ပူးကြောင်းနီးပြပြောင်းလဲတွေကြောင့်မှစီမံခန့်ခွဲမှုရှုပ်ထွေးမှုတွေကြောင့်ခြေစွမ်းပြနိုင်မှုရုန်းကန်ခဲ့ရတာဖြစ်ကြောင်းဒေါ်ကိုကပြောသွားပါတယ်ရှင် TV ရုံးမြင်တန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုဓာတ်ရိုက်ရှုစားခဲ့ကြရတာပါည၈နာရီမှလည်းထမံရရှိတဲ့သတင်းတွေကိုဖြည့်ဆက်ပြီးတင်ဆက်ပေးဦးမှာပါကျမတို့ကိုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်